စကိုင်းတိုင်းစကိုင်းမြို့နယ်ချင်းစုရက်ကအောင်ချမ်းသာဖျားဝင်အတွက်ကိုပြည်ထောင်စုကြက်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီကငလင်တန်နဲ့ဒေသခံတွေကိုခေါ်ယူကအမှန်တကယ်မထောက်ပံ့ပဲမဲဆွယ်စီယုံဟော့ပြော့ပွဲတာလှုပ်သွားခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။ဒီဇင်ဘာရှက်ကငလင်တန်နဲ့ပြည်သူတွေကိုထောက်ပံ့မှုပေးမယ်လို့ဆိုကရက်ကွက်အုပ်ချုပ်ရေးမှူးကတဆင့်ဆက်သွယ်ခေါ်ယူခဲ့တာဖြစ်ပြီးတော့ဖျားဝင်အတွင်းမှာလှုပ်တော်ကိုယ်စားလှယ်လောင်းတွေကမဲဆွယ်စီယုံဝင်ဟော့ပြော့ခဲ့တာဖြစ်ပါတယ်။ဒီဇင်ဘာလထဲမှာစောစုဥဆောင်ကျင်းပမယ့်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေရဲ့မဲဆွယ်စီယုံရေးဟောပြောပွဲတွေကိုစကိုင်းဒေသခံပြည်သူတွေအပါအဝင်နိုင်ငံတော်မှာရှိတဲ့ပြည်သူတွေကမပါဝင်ပဲသပိတ်မှောက်ထားကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်း UNDP ပါတီကငလင်တန်နဲ့ဒေသကပြည်သူတွေကိုထောက်ပံ့ပေးမယ်လို့ပြောဆိုလာတာကြောင့်အိမ်နိုင်နီးပါးသွားရောက်ခဲ့ကြပေမဲ့အပြောနဲ့လက်တွေ့မညီဘူးလို့ဆိုကြပါရတယ်။ဒါပြင် UNDP ပါတီရဲ့ဒီဇင်ဘာ၈ရက်ထုတ်ပြန်ချက်မှာလည်းစစ်ဘိုလ်ချုပ်ဟောင်းဖြစ်တဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးသက်ပုံ တိုင်းရင်းသားကြီးလွတ်တော်ကိုစရဲလောင်းဦးမင်းမင်းဇေယျမြို့တော်ဟာစကိုင်းမြို့ခန့်နေနဲ့တွေ့ဆုံခဲ့ပြီးနောက်ကိုစရဲလောင်းမိတ်ဆက်တာနဲ့မဲဆွယ်နီးစနစ်တွေအကြောင်းရှင်းလင်းပြောကြားခဲ့ကြောင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။စောစုလောက်ခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ဒီဇင်ဘာ28ရက်မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတစ်ခုနိုင်ငံတော်ကမြို့နယ်တရားနှစ်မြို့နယ်မှာလှုပ်ဆောင်သွားမှာဖြစ်ပြီးတော့စကိုင်းတိုင်းကရက်ခွက်နဲ့ကြေးရွာ902ခုမှာတော့လက်တလောမကျင်းပနိုင်တဲ့ကြောင်းဒီဇင်ဘာလ9ရက်မှာထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးရထွက်ပေါက်ပိတ်နေတဲ့စိုးစုဥဆောင်ကျင်းပတဲ့ရွေးကောက်ပွဲကိုပြည်သူလူထုပါဝင် တော်လှန်အင်အားစုတွေနဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတွေကပါဝင်ပသက်တာနဲ့အားပေးထောက်ခံတာမျိုးလုံးဝမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုထားကြပါတယ်။